ျွန်တော်တို့အင်းစင်ဆေးရုံကိုလူတိုင်းသိကြမယ်လို့ထင်ပါတယ်ဒီကနေ့တော့အင်းစင်အယူဆေးရုံရဲ့ဆက်ဆက်နေတဲ့နာနာဘာဝတွေအကြောင်းကိုကျွန်တော်တို့အမ်နိုင်မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာပါရန်ကုန်မြို့ရဲ့တမိုင်းဝယ်မှွေနေ့တစ်ခုဖြစ်တယ်လို့လှုပ်ဝဲစမ်းကြမှုတွေနဲ့တိတ်ဆိတ်တဲ့ဝမ်းနဲ့ကြေကွဲမှုတွေကိန်းအောင်နေတယ်လို့လူပြောများတဲ့နေရာတစ်ခုအကြောင်းကိုစူးစမ်းကြည့်ကြရအောင်ပါအဲ့ဒီနေရာကတော့ယခုအင်းစင်ပြည်သူဆေးရုံကြီးရဲ့ပရဝံအတွင်းမှာရှိပြီးအယူဆေးရုံဟောင်းလို့လူသိများတဲ့နေရာဟောင်းတစ်ခုပါ င်းစင်ဆေးရုံဟာကိုလိုနီကေ1905ခုနှစ်ဝင်းကျင်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီခေတ်အဲ့ဒီအခါကမြန်မာပြည်ရဲ့အကြီးဆုံးဆေးရောဂါကူးဆေးရုံကြီးအဖြစ်ကိုရည်တည်ခဲ့ပါတယ်။အဲ့ဒီခေတ်ကာလကဆေးရောဂါကူးတာမှုပုံစံတွေဟာအခုခေတ်လိုခင်မီတိုးတက်ခြင်းမရှိသေးဘဲနဲ့တချို့သောကူးတာမှုပုံစံတွေဟာယနေ့ခေတ်ရှူထောင်းကနေကြည့်ရင်တော့ကျန်းနေလိုတော့မှပြောလို့ရပါတယ်။ဒီဆေးရုံဟောင်းဟာနှစ်ပေါင်းများစွာကြာအောင်ဆေးကူးတာမှုတွေပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာရော်ဒါကြီးဆေးကျန်းမာကြီးဆေးရုံကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ ဒါလည်းမပြောင်းရွှေ့လိုက်တဲ့အခါမှာခံထားတဲ့ဒီအဆောက်အအုံကြီးဟာဆုပ်ပစ်ခံဘဝကိုနေချင်းကြချင်းဆိုတလို့ရရှိသွားခဲ့ရပါပြီ။စီယုံကြီးကိုပြေးပြီးသွားတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ကြီးမားတဲ့အဆောက်အအုံကြီးဟာတဖြည်းဖြည်းနဲ့ရုပ်ဝင်းပြစ်စီလို့လာခဲ့ပါပြီ။ပရိဘောဂရီ၊စီကရိယာနဲ့လူနာမှတ်တမ်းတချို့ဟာတချို့သောအခန်းတွေမှာကျန်နေခဲ့တယ်လို့သိရပါပြီ။အရင်ကစိတ်ဝိဒနာရှင်တွေပြင်းထန်နေတဲ့ဒီစီယုံကြီးဟာယုဒိယဆိုတလို့တိတ်ဆိတ်သွားတဲ့အခါမှာတော့၎င်းပတ်ဝန်းကျင်တစ်ခုလုံးကိုနယ်ဆိုင်တဲ့တိတ်ဆိတ်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါပြီ။ဒီတိတ်ဆိတ်မှုတွေဟာထူးဆန်းတဲ့ဖြစ်ရပ်တွေရဲ့အဆလို့ဆိုနိုင်ပါပြီ။ အင်းစင်စေးရုံဟောင်းနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ပရာလောကဆိုင်ရာဖြစ်ရတွေ့ကြောင်းပါဒီနေရာမှာမမြင်ရတဲ့အနှောင့်အယှက်တွေရှိတယ်ဆိုတဲ့စကားတွေကဒေတာခန့်တွေနဲ့လုံခြုံရေးဝန်ထမ်းတွေကြားမှာတော်တော်လေးကိုမှနာမည်ကြီးပါတယ်ဒီစေးရုံမှာကွဲလွန်သွားခဲ့တဲ့စိတ်ဝိဒနာရှင်တွေရဲ့ဝိညာဉ်တွေဟာစေးရုံပရဝင်အတွင်းကိုလှည့်လည်သွားလာနေစေလို့ယုံကြည်ကြပါတယ်ညာဘက်အချိန်မှာလည်းအော်ဟစ်တန်တွေနဲ့ညီတန်တွေကိုလည်းကြားရတယ်လို့ပြောဆိုမှုတွေရှိပါတယ်ဒါဟာစိတ်ဝိဒနာရှင်တွေရဲ့နာကျင်မှုတွေကပဲ့တင်ထက်ကျန်ရင်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ် နောက်ပြီးတော့ကင်မရာတွေမှာဖမ်းယူမိတဲ့ဝါဒတာလူရိပ်တွေနဲ့အဲဆောင်မကြီးတွေမှာမြင်ရတဲ့ဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးအရေးတွေအကြောင်းကိုလည်းလူပြောင်းများပါပြီ။ဒါပြင်အခန်းဟောင်းတွေမှာရှိတဲ့စွန့်ပစ်ပစ္စည်းတွေဟာအလိုလိုနေရာရွှေ့တာနောက်ပြီးတော့တကားတွေကသူ့လိုလိုပွင့်သွားတာစတဲ့ထိုးဆန်းမှုတွေလည်းဖြစ်ခဲ့ပါပြီ။စေယုံရဲ့တွင်းမှာထိုးဆန်းတဲ့နာမည်ပေးထားတဲ့အခန်းတစ်ခန်းကိုလှုပ်ဝက်ကုသခန်းလူတည်ဆုံမှုများတဲ့အခန်းလို့လည်းနာမည်ပေးထားပါပြီ။အဲ့ဒီအခန်းရှိမှာညာဘက်ဖျက်ဆောက်သွားတဲ့အခါအလွန်ကုန်မှအေးဆက်တဲ့ခံစားမှုမျိုးကိုရရှိပြီးအခန်းနောက်ဒါမှမဟုတ် နေရနားမှာပုံပြပန်းပြန့်ဖြစ်နေတဲ့လူသားအရေးမဲကြီးတွေကိုလည်းမြင်တွေ့ရတတ်တယ်လို့ NESMA တွေကထုတ်ပြန်ထားပါတယ်။ဒီအရေးတွေဟာလည်းခန္ဓာကနေလူဖြတ်သွားတဲ့အခါတိုင်းလျှက်တစ်ပြက်လှုပ်ရှားလိုက်တာမျိုးစိုက်ကြည့်နေတယ်လို့မျိုးကိုခံစားရပြီးတချို့သောလုံခြုံရေးဝန်ထမ်းတွေဟာဒီအရေးတွေကြောင့်ကြောက်လွန်ကဖျားနာတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။နောက်ပြီးတော့ဒီဆေးရုံဟောင်းကိုရွေးရှင်ရိုက်ကူးရေးနဲ့ဓာတ်ပုံရိုက်ကူးရေးအတွက်ကိုအသုံးပြုခဲ့တဲ့ဖွယ်သားတချို့ကလည်းသူတို့ကိုယ်တိုင်ထူဆန်းတဲ့အနှောက်အယှက်တွေကြုံခဲ့ရတယ်လို့ပြောပါတယ်။ရှင်နေခင်မှာတော့အင်းစင်ဆေးရုံဟောင်းဟာတမိုင်းဝင်အမွေအနှစ်တစ်ခုအနေနဲ့ကိုတည်ရှိနေပါတယ်။ ဒါပေမဲ့လုံချုံရဲ့အရာကတော့ပုံမှန်လူတွေကိုဝင်ရောက်ခွင့်မပေးတော့ပါဘူး။ဒါကြောင့်မြန်မာနိုင်ငံရဲ့အလားပါဆုံးတဲ့တစ်ချိန်တည်းမှာပဲအနှဲရှိုင်းဆုံးလှုပ်ဝက်ချက်တွေကိုထိမ့်သိမ်းထားတဲ့အဆောင်အကြီးပဲဖြစ်ပါပြီ။မေဆီတို့ကရောအင်းစင်စင်းရုံဟောင်းနဲ့ပတ်သက်ပြီးဘလို့ထင်မြင်တယ်လဲဆိုတာကွန်မန့်လေးမှာဆွေးနွေးပေးခဲ့လို့ရပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။